မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နှင့်ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရင်ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ် April 23ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်းတော်မူသောဖျားရှင်ကိုယေရှုတင်ပါရယ်။နေ့ရက်စတိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားချစ်ရှုသူအားလုံးရဲ့နှလုံးသားမှာနှုတ်ကပတ်တော်အမြင့်ဆွဲစေပါ။တိဆောက်စရာဖြစ်စေပါ။ နေတိုင်းချစ်ရှုသူအားလုံးကိုကောင်းချီးပေးတယ်။အခုလည်းကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းနဲ့ဝေငှပါလေဖေဟာ။အာမင်။ဖျက်ရှင်ရဲ့ခြေစရော့ကိုချီးမွမ်းပါလေ။ကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါလေ။အဲ့ဒီကောင်းစဉ်ကပင်ပန်းခြင်းများလူဟာဘာကြောင့်ပင်ပန်းသလဲ။နော်။ကျမ်းစာထဲမှာလူဟာပင်ပန်းခြင်းဟာဘယ်ကနေလာသလဲ။ဒါကိုကျွန်တော်အရေးကြီးတဲ့အချက်ကလေး၄ချက်ကိုကျွန်တော်နားထောင်နေတယ်။ အဲ့ဒီလေးချက်ကလူကိုပင်ပန်းစေတယ်။ဒါကြောင့်အဓိကချမ်းလေးပြန်ဖတ်ခြင်း ਨੇ တရားလေးခုမြောက်သောစာလံပိုက်ငယ်29မှာဖျားသခင်ရဲ့မျက်နာတော်ကိုလွှဲရင်တဲ့သူတို့ဒီပင်ပန်းကြပါ၏တောင်းတဲ့လူဟာဖျားမျက်နာလွှဲခြင်းခံရရင်ပင်ပန်းခြင်းခံရဒါပေမဲ့ဖျားသခင်မျက်နာမူခြင်းခံရရင်တတ်တာလေဆိုတော့တွေ့ရတယ်။အော်ချမ်းစာထဲမှာပင်လယ်မှာကွမြူသွားလာတဲ့ရေသရဝါတွေတောင်ဖျားသခင်မျက်နာလွှဲရင်သူတို့ပင်ပန်းခြင်းတွေ့ရတယ် တော့လူလဲဖျားမျက်နာလွှဲခြင်းမခံရဘူးဖျားသခင်ကိုအစေသဖြင့်မျက်နာမူနေဘူးလူတွေဆိုတော့ကိုတွေ့ရတယ်ဒါကြောင့်လူဟာဘာကြောင့်ပင်မန်းလဲဖျားမျက်နာလွှဲခြင်းခံရရင်ပင်မန်းတတ်တယ်ဒီပြင်နံပါတ်1ဘာကြောင့်ပင်မန်းလဲဖျားစကားနားမထောင်ရင်လူဟာပင်မန်းတတ်တယ်အာရနဲ့ဧဝဖျားစကားနားမထောင်တဲ့အခါအီဒင်အပြင်ရောက်ပြီးပင်မန်းရတယ်နံပါတ်2ဖျားခိုင်းတဲ့အရာမလုပ်ရင်လဲလူဟာပင်မန်းတတ်တယ်ကာယီနာ ဘုရားသခင်ခိုင်းတာမလုပ်ပဲသူ့ညီကိုသွားတတ်လိုက်တဲ့အခါသူ့ဘဝမှာပင်မန်းခြင်းနဲ့ထွက်ပြေးရတယ်။နံပါတ်3တတိယတယောက်ကတော့ဘုရားသခင်ကိုစန့်ကျင်ရင်ပင်မန်းရ။ကျမ်းစာမှာဘာဘူးလုံးရဲတိုက်စောက်တဲ့သူများကပောက်ကြောင်ကန်းကြီးစက်တဲ့အငယ်400နဲ့6မှာသူတို့ပင်မန်းတယ်။ဘာကြောင့်ဘုရားသခင်ကိုစန့်ကျင်လို့တောင်းဒီနေ့ကျွန်တော်တို့သက်တာမှာပင်မန်းခြင်းကလွတ်မြောက်ခြင်းရင်ဘုရားစကားနားထောင်ရမယ်။ဘုရားခိုင်းတာလုပ်တတ်ရမယ်။ဘုရားသခင်ကိုစန့်ကျင်တဲ့အသက်တာမထီမဲ့မင်းပြုတဲ့အသက်တာ မရှိပဲယူသည် လေးစားပြီးဖះကိုမျောချိတတ်သောတတ်တာဖြစ်ဖို့လိုတယ်ဆိုတော့ကိုအားပေးခြင်းနဲ့ဒါမဏိယထီနံပါတ်3ပြီးပြီဖြစ်တယ်ဒါကြောင့်စကားလေးလုံးနဲ့ထပ်အားပေးခြင်းနဲ့လှုပ်ချင်တာလှုပ်ပြီးရတဲ့ရလက်ကအောင်မြင်ခြင်းမဟုတ်ပါဘူးဒါပေမဲ့လှုပ်တဲ့နာလှုပ်ပြီးရတဲ့ရလက်ကအောင်မြင်ခြင်းဖြစ်တယ်။တောင်ဒီနေ့ကျမ်းစာထဲမှာ အာရန်ဧဝလှုပ်ချင်တာလှုပ်ပြီးရတဲ့ရလက်ကပင်မခြင်းရမစားနဲ့ဆိုရဲအတိအသောစားတဲ့ကပင်မလား ဒါပေမဲ့ကျမ်းစာမှာ no အေးကြတော့သင်္ဘောစောက်တယ်လှုပ်တဲ့နာလှုပ်တဲ့ခါမှာသူရတဲ့ရလက်ကသူ့အပြင်မိသားစုတစုလုံးသင်္ဘောထဲမှာလုံခြုံသွားတယ်။ဒေါင်းဒီကနေ့ကျွန်တော်တို့ကလှုပ်ချင်တာလှုပ်တဲ့အသက်တာမဟုတ်ဘဲနဲ့လှုပ်တဲ့နာလှုပ်ပြီးဖျားပီးတဲ့စုလက်ကိုယူတတ်သောသူဖြစ်ဖို့လိုတယ်ဆိုတာကိုလေအားပေးခြင်းနဲ့ကဲနမလေးနောက်ဆုံးချက်ဘာဖြစ်လို့လူကပင်မလဲဒုစရိုက်များပြုတ်သောကြောင့်ပင်မရဖျားခင်မနဲ့တတ်တာလေးဖျားခင်မကြိုက်တာဒုစရိုက်တွေလှုပ်ရင်လည်းဘာဖြစ်တယ်လဲ ပင်မန်းတက်တယ်။အော်ကျန်းစာထဲမှာသုံးလုံးကောမောရမြို့သားများသူတို့ဒူးဆိုက်လုတဲ့အခါမှာသူတို့ရှိတဲ့နေရာကိုကောင်းငင်ကမိုးမကြပဲကောင်းကြီးမကြပဲမာနမဟုတ်ပေါ့နော်မာနမဟုတ်ကျန်းစာထဲမှာတော်တယ်မှာဟလာ140လေတဲ့အခါမှာဣသရီကိုဘုရားခင်ကနေကောင်းငင်ကနေမာနမဟုတ်နော်မာနမဟုတ်မုတ်စီကြောင်နဲ့ခတ်ဆက်တယ်မာနမဟုတ်ချပြီးကြွေးတာမာနမဟုတ်မဟုတ်နော်မာနမဟုတ်ဆိုစာရမဟုတ်ဖြစ်မယ် မာနမုတ်မုတ်စီကြော်နဲ့ကျွေးတာအဲ့တော့ကောင်းငင်ကနေဒါကောင်းတဲ့နေရာတွေသူတို့ကြခဲ့တယ်ဒါပေမဲ့ဒီသောတော်ဘောဘောရမျိုးကြတော့ဒုစရိုက်လုပ်တဲ့အခါကောင်းငင်ကမီးချပြီးသိခဲ့ရဘောင်းချန်ကန်ကြီး14ငွေ14ရနေ15ကြော်နဲ့ငွေဖတ်ပေးခြင်းနဲ့ထို့အခါထာဝရဖျားသည်ကောင်းငင်ထအထံတော်မှ သောတော်မျိုးနဲ့ဂေါမောရမျိုးအပေါ်သို့ကန့်နဲ့မီးမိုးကို ရွာစေတော်မူ၏အာမင်အဲ့တော့ကျမ်းစာထဲမှာ ကောင်းငင် အထက်ကနေ ကနဲ့မီမူကနဲ့လောင်နဲ့မီဘယ်ဟုတ်ကြတာလဲတောတုံကောမောရဘာလို့လို့လဲဒူးစရိုက်လို့အဲ့ဒီမြို့ဂျိုင်းမြို့သူမြို့သားအပေါက်မြေပေါ်မှာပောက်တဲ့အပင်အကုန်ဆွဲလာဘာလို့လို့လဲဒူးစရိုက်လို့အဲ့တော့လူဟာနံပါတ်၄ဘာကြောင့်ပင်မန်းတက်လဲဒူးစရိုက်လို့ရဖျားခင်မကြိုက်တာတွေလို့ရဘာလို့တက်လဲပင်မန်းတက်တယ်ဆိုတော့တွေ့ရအဲ့တော့အသက်တာမှာဖျားခင်မနှစ်သက်တဲ့အရာကိုမလုံမီဘူး ်လူတွေဆိုတာကိုအားပေးခြင်းတယ်ဒါကြောင့်ဒီကနေ့ဒုစရိုက်လုတ်တဲ့အသက်တာဟာပင်ပန်းခြင်းနဲ့ငိုကြွေးခြင်းနဲ့အံသွာခဲကြိတ်ခြင်းသာအဖတ်တင်တယ်ဆိုတော့တွေ့ရတယ်အော်ကျမ်းစာထဲမှာမြို့တစ်မြို့ရှိတယ်နိနဝေမြို့သူတို့လည်းဒုစရိုက်လုတ်တယ်ဒါပေမဲ့သူတို့ကဒုစရိုက်လုတ်ပြီးဖျားမကြိုက်တာတောင်းမှန်ပြီးဝင်ချတောင်းမှန်တဲ့အခါအဲ့နိနဝေမြို့ကိုဖျားကစီရင်ခြင်းကနေလွတ်ပြီးတော့ကောင်းကြီးပြန်ပြီးတယ်အော်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာ ပင်မန်းချင်းကလွတ်မြောက်ခြင်းရင်ဒုစရိုက်မလုံမိဘူးဒုစရိုက် လုံမိရင်လဲနောင်တနဲ့တောက်မှန်ပြီးဖယံနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်တတ်ဖို့လိုတယ်ဆိုတော့ကိုအားပေးခြင်းတယ်တောင်ချမ်းသာထဲမှာမြို့သုံးမြို့နံပါတ်ကြီးပြောခြင်းတယ်အခုနံပါတ်၁သောတုံနဲ့ဂေါမောရမြို့ဒုစရိုက်လုတဲ့အခါမှာကန့်နဲ့လောင်နဲ့မိတွေကြပြီးစီရင်ခြင်းခါအဲကြောင့်ဒုစရိုက်လုလို့မပြောင်းလဲလို့နံပါတ်၂မြို့ကပါလေနိနဝေမြို့ ဒုစရိုက်တော့လုတ်တယ်ပြောင်းနေတဲ့အခါမှာလွတ်မြောက်ခြင်းနဲ့တတ်တာချင်းပြန်ရနောက်ဆုံးတတိယမြို့ကတော့ဘီရိမြို့ဘီရိမြို့ကနှုတ်ကပတ်တော်ကိုအဲ့ဘီရိမြို့သားတွေစိတ်စိတ်စင်ကျင်ကြည့်ရှုတဲ့အခါမှာတတနောင်းနေမြို့သားအထက်ဘီရိမြို့သားတွေကနှုတ်ကပတ်တော်ကိုစိတ်စိတ်ကြည့်ရှုတဲ့အခါဘုရားသခင်နှစ်သက်ချင်းခံရတယ်။ဒါဝင်ကြီးကျွန်တော်ရဲ့နှလုံးသားမြို့နဲ့တွေ့တယ်။ကျွန်တော်ရဲ့နှလုံးသားတောင်းတော်ဂေါမောရမြို့ဖြစ်နေလား။ဒါမို့နိနဝေဖြစ်သလား။ ဒါမို့ very ဖြစ်လာစဉ်းစားသုံးလုံးကောမနာဆိုရင်တော့စီရင်ခြင်းရှိတယ်ပင်ပန်းခြင်းလာဘာကြောင့်လဲဖះမကြိုက်တဲ့ဒူးဆက်ရှိနေတယ်နိနမွေဆိုရင်တော့ပြောင်းလဲတဲ့အသက်တာရှိတဲ့ကြောင့်ဂယုနာရှိတယ် very မြို့ဆိုရင်တော့နှုတ်ကပတ်တော်ကိုစိတ်စိတ်ကြည့်ရှုတဲ့ကြောင့်ဖះနှစ်သက်ခြင်းရှိတယ်ဒါကြောင့်ဒီကနေ့ချက်သောညီကိုမောင်မများလူဟာပင်ပန်းခြင်းဘာကြောင့်လာတက်လဲနံပါတ်1ဖះစကားနားမထောင်ရင်ပင်ပန်းတက်တယ်နံပါတ်2ဖះခိုင်းတာမလုပ်ရင်ပင်ပန်းတက်တယ် နံပါတ်3ဖျားကိုစန့်ချိန်ရင်ပင်ပန်းတတ်တယ်။နံပါတ်4ဒူးစရိုက်တွေလှုပ်ရင်ပင်ပန်းတတ်တယ်။ဒါကြောင့်ဒီနေ့ကျွန်ရဲ့သက်တာမှာဖျားစကားနားထောင်ဖို့ဖျားခိုင်းတာလှုပ်တတ်ဖို့ဖျားသခင်ကိုမစန့်ချင်မိဖို့ဖျားခင်မနဲ့သက်တဲ့ဒူးစရိုက်တွေမလှုပ်ဘဲနဲ့ဖျားခင်နဲ့သက်တဲ့အသက်တာနဲ့အသက်ရှင်ရင်ပင်ပန်းခြင်းကလွတ်မြောက်ပြီးသက်သာခြင်းရမယ်ဆိုတာအပီးချင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးနေကုန်ချုပ်ချင်တယ်။ဒါကြောင့်ကလူတယောက်ကညအိမ်မတ်မှတ်တယ် သူ့နောက်ကိုချင်းသိမ့်တကောင်ကလိုက်တယ်။သူကထွက်ပြေးတယ်။တစ်ပင်ပေါ်ပြေးတယ်။အဲဒီချိန်မှာပဲတစ်ပင်ပေါ်ပြေးတက်နေတဲ့ချိန်မှာပဲရုတ်တရက်အဲဒီတစ်ပင်ပေါ်ကနေထိုင်နေနေတစ်ကိုင်းတစ်ကိုင်းကကျိုးကြတော့ပြုတ်ကြတဲ့ခါနောက်တစ်ကိုင်းတစ်ကိုင်းမှသူသွားပြီးတော့ငုတ်တုတ်လေးဖြစ်တယ်။အဲဒီချိန်မှာပဲသူကအောက်ကိုလှမ်းကြည့်လိုက်တကအဲဒီချင်းသိမ့်ပေးမှမုံရသူ့ကိုပါစားဟပြီးစောက်အဲ့ဒီချိန်မှာပဲအဲ့တပင်းရဲ့အောက်မှာကြွက်ဖြူတကောင်နဲ့ကြွက်မဲတကောင်ကလည်းပြေးနေတယ် ပြီးတဲ့အခါမှာသူအပုံမော့ချိလိုက်တဲ့အခါပြားအုံတစ်ခုကနေပြားရည်တွေကဆက်တောက်ဆက်တောက်ကြတော့အဲ့ပြားရည်လေးကိုသူကခံပြီးအောက်မှာတော့ပြဿနာတွေရှိနေတဲ့ချင်းသိကောမွေရောအာစောင့်နေတယ်ဒါပေမဲ့သူကပြားရည်လေးကိုစောင့်စားရင်စားရင်နဲ့သူခြေနဲ့နေပြီးနောက်ဆုံးသူလန့်လို့တော့တယ်အဲ့ချိန်မှာသူဒီအိမ်မက်ကိုနားမလဲတော့ပညာရှိတပါးကိုသွားမေးတော့ပညာရှိကပြောပြအေးချင်းသိဆိုတာမင်းကိုသေမင်းကလိုက်နေတာလား မင်းလွတ်ပြီမင်းမင်းထွက်ပြေးပြီမင်းပြန်ချိုးကြတဲ့ခါတကိုင်းချိုးကြပြီးထပ်ပြီးဒုတိယတကိုင်းရောက်တော့အောက်မှာမွေးတေမင်းကမင်းကိုထတ်ဆောက်နေတာဒါပေမဲ့ကြွဖြူကြက်မင်းကြွမင်းဆိုတာမင်းနေနဲ့ညနေတိုင်းနေစဉ်တူဝမင်းဖြတ်သန်းနေရအပေါ်ကပြားရင်ကြရဲဆိုတာအောက်မှာတော့တေမင်းကစောင့်နေပြီမင်းမင်းတို့အရသာရှိတဲ့ချူမြင်နဲ့ပြားရည်ဇက်ကနေတိုင်းမင်းကိုချူမြင်ခြင်းပေးနေတာ ါပေမဲ့တနေ့အဲ့တကိုင်းချိုးကြရင်အောက်ကချင်းသိမ့်နဲ့မွေပါစက်ထင်မင်းဝင်သွားမှာပြောကြတာမင်းတနေ့သေဦးသေရမှာအောက်ကြွဖြူနဲ့ကြွမဲဆိုတာနေ့နဲ့ညနေ့စဉ်ဖြတ်သန်းနေတာဒါကြောင့်မင်းချိုးမြိန်နဲ့ပြားရီကိုပဲတစ်ချိန်လုံးကြည်မနေပဲနဲ့အဲ့ဒီသေမင်းကလွန်သွားရင်အဲ့ဒီလွတ်မြောက်ချင်းရတဲ့အရာရဖို့မင်းအသက်ရှင်ရမယ်ဆိုပြီးပညာရှိကသူ့ကိုပြောပြတော့ဒီလူက နောင်တရပြီအသက်ရှင်နေဒီရလေးကိုစောက်တုံးမှာဖတ်တဲ့အခါအလုံးသဘောကျဒီကနေ့လောကကြီးမှာတခါလေကျွန်တော်တို့ကိုထိုင်ဆောင်နေတဲ့ပြဿနာတွေကြားထဲမှာကျွန်ချုံမြင်ခြင်းလေးနည်းနည်းတော့ရှိနေပေမဲ့တသက်လုံးချိုမြင်စီတာကတော့ဖခင်ရဲ့နှုတ်ကပတော်နဲ့သခင်ယေရှုပဲအဲဒီသခင်ယေရှုကိုယှထားရင်နှုတ်ကပတော်ယှထားရင်သာဝရကာလချိုမြင်ခြင်းကတမလွန်ဘဝမှာလေကျွန်တော်တို့ရှိတယ်ခုနလူကတော့ပြားရီကိုခဏတာလေးချိုမြင်တာတော့သူချိန်တတ်နေလား ဒီကနေ့လောကရဲ့ချိုးမြိန်တဲ့အရာမှာကြည်နဲ့တာမဟုတ်ဘဲနဲ့နှုတ်ဘတော်အဖြစ်သခင်ယေရှုအဖြစ်ချိုးမြိန်တဲ့သာဝရကာလနဲ့ကြည်နပ်ပြီးအသက်ရှင်တတ်ဖို့ဖခင်မနဲ့သက်တာလေးရှောင်ပြီးပင်မန်းခြင်းကလွတ်မြောက်ပြီးသက်တာခြင်းအသက်တာရှိဖို့အားပေးခြင်းနဲ့ဂျာနာသူရောက်ချင်းစီတိုင်းဖြတ်ရှင်တာ၍ကောင်းချီးပေးပါစေ God bless you all ငြိမ်သက်ခြင်းရှိပါစေ shut down ကောင်းချီးခံယူကြပါစို့ ခမည်းတော်ဘုရားရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ဘုရားရဲ့ကြီးစုတော်ဒုက္ခဒုက္ခဘလို့ရှိပါစေကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့တန်ရှောင်းဝင်ရောက်ဘုရားရဲ့ကွယ်ကာဆောက်မှခြင်းသည်ယေရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့တကောက်ဒီနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်များဆက်စောတာဂီကိုမွန်းနေ့ရှင်နဲ့တကွသမီးငယ်နော်လက်ငယ်ငယ်ခိုင်နဲ့တကွ grow dd မှဆမွန်းနေ့ရှင်သည်ဒီပေါ်တို့တကောက်မင်္ဂလာနဲ့ပတ်လည်ချောက်တော်သူသည်ဒီပေါ်တို့တကောက်ဘုံတော်ဝင်စားသွားတဲ့ကိုယ်တော်သား James 22နှစ်မင်းညာ7နိုင်ခွဲမှာဘုံတော်ဝင်စားခြင်းကြောင့်ကြံရှိတဲ့အကိုဖြစ်တဲ့ဒေသရှင်စောအောင်မျိုးနဲ့တကွမိသားစုတို့နှစ်သိမ့်မှုရရှိခြင်း James နဲ့ပတ်သက်ပြီးဇာဗနာအောင်မီဘွဲအစီအစဉ်များဖျားရှင်တာဝန်ယူလျက်ကောင်းချီးပေးခြင်းနှစ်တကွအထူးဖြင့်ဘုံတော်ဝင်စားတဲ့တကဘာလုံးချစ်ခင်လေးစားရတဲ့ပုဂ္ဂဟမင်းကြီးတူဖင်း Francis ပုဂ္ဂမင်းပုဂ္ဂဟမင်းကြီး Francis ကြံရှိတဲ့ တကာတကမများအထူးဖြင့်ဘုံရမင်းကြီးကိုချစ်ခင်လေးစားချီးညိုကြတဲ့သူဖြစ်ဘာသာဝင်သီးသီးနဲ့တကွာအောင်မီသရိယာနေတဲ့သူများခြေခွဲဝန်းနေလျက်အထူးဖြင့်ဇာပနာအောင်မီဘွယ်အစီအစဉ်များကိုပြုလုပ်နေတဲ့ဓမ္မပရိသတ်များနေတကွာချက်ရှိတဲ့မိသားစုသီးသီးပေါ်မှာနှစ်သိမ့်မှုခွန်အားရရှိခြင်းနဲ့တူမလင်ပေးသေးနေသောသူများဘေးဥပတေမှခွဲကားခြင်းဖရာရဲ့လက်တော်ဆောက်မခြင်း ပြန်လည်ထူထောင်ရေးအတွက်လှုပ်ဆောင်နေတဲ့အငန္တသီးသီးပေါ်ဖျားရှင်ကောင်းကြီးပေးခြင်းမြန်မာပြည်နဲ့ကမ္ဘာကြီးမှာဘေးဥပဒေကိမ်းဝေးခြင်းသဘာဝပေးတံဖောက်ပြန်မှုတွေဖယ်ရှားခြင်းဘုရားရဲ့လက်တော်ကွယ်ကဆောက်မှခြင်းသည်ကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်မြင်ကောင်းကြီးဖျားဖျားတိုက်ရောက်တည်ရှိဒီနေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကြီးစုကွမ်းယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ပြန်လေးတွေ့ဆုံကြပါစို့ဘုရောကောင်းမြတ်ပါလေနေရာတိုင်းဘုရောကောင်းမြတ်ပါလေနေရာတိုင်း second minute time to know that shit